အစိုးရကိုနစ်နာစေတဲ့အတွက်ဒေါ်လာသန်း300ကျော်ပေးဆောင်ဖို့ဝန်ကြီးချုပ်ဟောင်ရှင်လက်ကိုထိုင်းတရားကအမိန့်ချပါတယ်။အစိုးရဗန်နာငွေတွေကိုနစ်နာဆုံးရှုံးစေခဲ့တဲ့အတွက်ဒေါ်လာသန်း300ကျော်ပြန်လျော့ပေးဖို့ထိုင်းဝန်ကြီးချုပ်ဟောင်ရှင်လက်ကိုထိုင်းတရားကမျက်ဝင်မှာအမိန့်ချလိုက်ပါတယ်။ရလက်ဟာထိုင်းဝန်ကြီးချုပ်ဟောင်တဆင်ရဲ့ညီမဖြစ်ပြီးလက်ရှိထိုင်းဝန်ကြီးချုပ်ရှင်နာဝဲရဲ့အတော်လည်းဖြစ်ပါတယ်။သူဟာထိုင်းဝန်ကြီးချုပ်ဖြစ်2017ကနေ2014အထိတာဝန်ယူပြီးတဲ့နောက် ခွဲစည်းပုံအခြေခံဥပဒေခွန်ဆုံးဖြတ်ချက်အရရာလူကနေဖယ်ရှားခံရပြီးတိတ်မကြခင်မှာပဲစစ်တပ်အာဏာသိမ်းခြင်းခံရတာပါကျေလက်ဟာသူဝင်ကြီးချုပ်ဖြစ်တောင်းယူခြင်းကသူ့ကိုထောက်ခံတဲ့ကျေလက်နေတောင်းလို့လက်သမားလူကန်စာကို မလုံးပေးစီယုံတိမ်တွင်းဖို့ကဆန်စပါးတွေပေါင်းစည်းထပ်ပူပေးပြီးအစိုးရဗန်နံငွေတွေအသုံးပြုဝယ်ယူခဲ့ကြောင်းဆွဆွဲခံရရပါတယ်ဒီအတွက်အစိုးရဗန်နံငွေတွေ ပြောင်းပြီးညှိနှာခဲ့တယ်လို့အစိုးရရှိနေတွေကထောက်ပြပြီးတရားဆွဲခဲ့တာပါတရားဝန်တစ်ခုကရှင်လက်ဟာအဲ့ဒီဆွတ်ဆွဲချက်တွေအတွက်အပြစ်ရှိတယ်လို့2021ကအစီရင်ချက်ချပေမဲ့နောက်ပိုင်းမှာတော့ဗဟိုတရားဝန်ချုပ်ကအစီရင်ချက်ကိုပယ်ဖြတ်ခဲ့ပါတယ်ရှင်လက်လက်ထက်မှာပြည်ပနိုင်ငံတွေစီစဘာတင်မှုရောင်းချတဲ့လှုပ်ဆောင်မှုနဲ့ပတ်သက်ပြီးစိုးစိုးဝါပိုးဆောင်မှုတွေရှိခဲ့ကြောင်းတရားဥပဒေကဆုံးဖြတ်ပါတယ် အစိုးရအင်ဂျင်စီတွေမှာအဂိလိုက်ဆောင်ပြည်သနာနဲ့ရှိနိုင်ကြောင်းသတိပေးမှုကိုလည်းရင်လက်ကအေးအေးတုံ့ပြန်မှုပြောက်ကွက်ကြောင်းအဲ့ဒီဆုံးဖြတ်ချက်မှာဖော်ပြထားပါလေအကျိုးဆက်အနေနဲ့အစိုးရဟာပတ်ဝန်း20ဘီလီယံကျော်လောက်ညှိနှိုင်းခဲ့ပြီးတော့ရင်လက်ဟာအဲ့ဒီတည်းကထောက်ဝက်ဖြစ်တဲ့ဘတ်7ဘီလီယံကျော်ပေးချေရမယ်လို့တရားဝန်ချုပ်ကညွှန်ကြားခဲ့ပါလေအဝယ်7ဘီလီယံဟာဒေါ်လာသန်း300ကျော်လောက်နဲ့ညီမျှတဲ့ပမာဏပါဗန်နိုင်းဝန်ကြီးဌာနက2016မှာ ရင်လက်စီကလက်နာကြီးဘတ်35.9ဒသမ9ဘီလီယံတောင်းထားတဲ့ကိစ္စနဲ့ပတ်သက်လို့တော့ရင်လက်ဟာကိုယ်တိုင်အကြမ်းမှုတွေကျူးလွန်ခဲ့ကြအောင်ဓာတ်ရိုက်ကြကြသက်သက်မပြနိုင်ဘူးလို့ဆုံးဖြတ်ပြီးပယ်ဖြတ်ပေးခဲ့ပါတယ်။စံမဝယ်ပြီးမူဝါဒဟာ2019ခုနှစ်ရွေးကောက်ပွဲမှာရင်လက်အနိုင်ရစေဖို့အထူးကတောင်းအားပေးခဲ့တဲ့မဲဆွယ်ကတိဖြစ်ပေမဲ့နောက်ပိုင်းမှာသူ့ရဲ့နိုင်ငံရေးသမားဘဝအရှုပ်ထွေးအများဆုံးကြုံတွေ့စေတဲ့ပြဿနာလည်းဖြစ်လာပါတယ်။ ဲ့ဒီအစီအစဉ်ရအစိုးရဟာထိုင်းလက်သမားတွေစီကစံကိုနိုင်ငံတကာ ပေါက်ဈေးထက်90ရာခိုင်နှုန်းလောက်ဈေးပိုပြီးဝယ်ခဲ့ပါတယ်။အဲ့ဒီစံတွေကိုတော့လောင်းနေစံဈေးတလာချီမှာပြည်ပဈေးကမှဈေးတင်ပြီးရောင်းဖို့စီစဉ်ခဲ့ပါတယ်။ဒါပေမဲ့တခြားစံထုတ်လုပ်တဲ့နိုင်ငံတွေကဈေးနှုန်း short ချရှင်ပြိုင်မှုတွေလုပ်တဲ့အခါဒီစံတွေဟာပြိုင်ပေါ်မိတယ်ဖြစ်ပြီးထိုင်းဆိုရတဲ့မြန်မာပြည်အများကြီးကြုံခဲ့ရတာပဲဖြစ်ပါတယ်။ ညီမပေါ်လက်တော်တိတ်ချောင်းနေတဲ့ရင်လက်ကတရားရုံးရဲ့စင်ချက်ထွက်ပေါ်လာတယ်နော်သူဟာအစိုးရကိုထိခိုက်နေတာမျိုးတွေဖြစ်စေခဲ့တယ်ဆိုတဲ့ကိစ္စအငင်းဆုံးခဲ့ပြီသူမလုပ်တဲ့ကိစ္စအတွက်အကျိုးဆက်ခံတယ်လို့ဖြစ်နေကြောင်းသူမအနေနဲ့အဲ့ဒီကိစ္စလုံးဝမလုပ်ခဲ့ကြောင်း Facebook ပေါ်မှာရေးပါတယ်သူရဲ့ရှင်းလင်းတွေကလည်းနောက်တစ်ချိန်ပြန်လဲကြားနာစစ်ဆေးကိစ္စတောင်းဆိုဖို့စီစဉ်နေတယ်လို့ဆိုပါတယ်။ရင်းလဟာအကိုဖြစ်သူတက်ဆင်နဲ့တို့ပြည်ပမှာနှစ်ရှည်လာမြတ်တင်းချောင်းနေပြီးအခုခါမှာတက်ဆင်ကတော့ပြည်ရင်းကိုပြန်လဲဝင်ရောက်နေပြီပဲဖြစ်ပါတယ်။ ရင်လက်ကတော့ပြည်တွင်းကမဝင်နိုင်သေးပဲပြည်ပမှာပဲအမှုရင်ဆိုင်နေရတဲ့အခြေအနေမှာရှိပါတယ်။